ဇလန်ဆောင်းမှာပဲအင်္ဂလန်ဗန်ကြီးကိုဝင်ဖောက်တဲ့လောင်စင်းတယောက်ရဲတွေလိုက်လို့အသေးအံပြေးနေရပါလိမ့်။သူကရုပ်ဖြတ်ပြီးတော့ထွားပြေးပြီးမဲ့ရဲတွေကသူ့ကိုမှတ်မိသွားလို့လောင်စင်းအသိပင်တပင်ပေါ်တပ်ပုံးနေခဲ့ပါလိမ့်။အဲဒီချိန်တပတ်မှာတော့ Forge ကသူ့ရဲ့တီထွေမှုကိုစမ်းတပ်ဖို့လုပ်နေပါလိမ့်။ Forge ကလူတွေတနားမိုင်90နှုတ်မရွေးရှားနိုင်ဘူးဆိုရယ်စမ်းချင်းကိုချိုးဖြတ်နိုင်တော့မယ်လို့သူ့ရဲ့အင်ဂျင်ကိုပြောနေတာပါ။သူကဒီစံချင်းချိုးပြမှုမှာခင်ဗျားပါဝင်ရတာကံကောင်းတယ်မစ္စတာပီရာလို့ဆိုတော့အိမ်စီကကျွန်တော်နာမည်ကဂျင်းပါလို့ပြန်ပြောပါလိမ့် Force ကဂျင်းကိုခမားဆင်းသေးပြပြီးဆိုရင်ပြန်သမ်းမှုလုပ်လိုက်ရအောင်ဒီဆန်းသမ်းမှုမှာခမားအသက်သေးခြင်းနဲ့သေသွားနိုင်တယ်လို့ပြောတော့ဂျင်းကလန့်သွားပြီးဒါဆိုရင်ဒီလောက်ကနှုတ်ထွက်တယ်ဆိုပြီးတော့တချို့တွေလစ်ပြေးပါတော့တယ်ဒါတော့တစ်ဖက်မှာလောင်စင်းကကြည့်ပြီးတော့သဘောကျနေတာပါချန်ပီယံဘက်မှာတော့ရဲတွေကသူ့ကိုပိုက်စိတ်တိုက်လိုက်ရှာနေကြစေပါ Force ကတော့ငါလုံးအတွက်တတိရှိတဲ့ယောက်ျားအင်စီတယောက်လောက်မရှိတော့ဘူးလားလို့ညှိညွနေစင်ပါပဲလောင်စင်းကတကိုင်းချိုးပြီးတော့ပြုတ်ချလာခဲ့ပြီးတော့သူက Force ကိုကျွန်တော်အင်စီအစ်စ်ပါဆိုပြီးတော့ချော်လဲရောထိုင်လှုပ်လိုက်ပါတော့တယ် ဒါပေမဲ့ Force ကပြင်သစ်အစီကံကိုပဲလိုချင်လားလို့ပြောလိုက်တော့လောင်စင်းကသူ့နာမည်ကပါတူးဖြစ်ပြီးတရုတ်ပုံပေါက်နေပေမဲ့သူ့ဖေကပြင်သစ်စစ်စစ်ကြီးပါလို့ Force ကိုအတီပေါက်ကြီးနဲ့ဖြီးလိုက်တော့တာပါဒါလည်းပဲ Force ကပါတူးကိုခေါင်းဆောင်တစ်ခု ပေးပြီးတော့ဒါကိုစောင်းထားလို့ပြောလိုက်ပါလေအဲဒီလိုနဲ့ရဲရီမိသွားမှစိုးနေတဲ့လောင်စင်းကတော့ Force ပေးထားတဲ့ခေါင်းဆောင်ကိုစောင်းပြီး Force ရဲ့စမ်းသပ်မှုမှာပါဝင်ခဲ့ရတာပါအဲဒီတော့ Force ကလိုအပ်တဲ့တက်စင်မှုတွေလုပ်ပေးပြီးတော့စက်ကိုဖြွင့်လိုက်ရမှာ လောင်စင်းတယောက်ပြီးလမ်းပေါ်မှာအချိန်နဲ့ဒရက်ဆာအလဲခံရပါတော့တယ်ဒါကို force ကစောင့်ကြည့်နေပြီးတော့တနားယုံမိုင်90ဒီရောက်အောင်တပေးပေးနဲ့တင်းနေစင်မှာပဲပြီးလမ်းကပြုတ်ထွက်သွားတာကြောင့်ပါထုကလည်းအချိန်နဲ့လွင့်စင်ထွက်သွားခဲ့ပါတော့တယ်အဲနောက်လောင်စင်းကမြို့ထဲမှာရှောက်ပြန်နေခဲ့ပြီးတော့ force ကလည်းအနောက်ကနေလိုက်ဖမ်းဖို့စူးစမ်းပါတယ်လောင်စင်းတယောက်ကတော့လန်ချားကိုတပတ်ပတ်ပြီးတဲ့နောက်ဓာတ်တိုင်ကိုတွန့်လိုက်အောင်ဝင်ဆောင်ကရက်သွားပါတယ် force ကတော့အောင်မြင်လို့နီနီဖြစ်သွားတဲ့သူ့ရဲ့စမ်းသပ်မှုတော့ဝမ်းတာနေတာပါတခါတည်းမှတ်သွားတဲ့လောင်စင်းကတော့ ခမားတို့အလုပ်လုပ်ပေးရတာပြောပါတယ်ဆရာဒါပေမဲ့အခုတော့သွားလိုက်အောင်မယ်လို့ဆိုတော့ force ကလမ်းတားလိုက်ပြီးငါ့ရဲ့တီထွေမှုတွေကိုမိန်းနဲ့ဆက်ပြီးစမ်းသပ်ချင်တယ်လို့ပြောခဲ့ပေမဲ့လောင်စင်းကတော့ဟင်းအင်းမလုံနိုင်ဘူးလို့ညင်းပြီးတော့ပြန်လှည့်ပါရဲတွေရောက်လာလို့ကျွန်တော်လုံမယ်ဆရာဆိုပြီးတော့ဖြစ်သွားရပါလိမ့်ဒါပေမဲ့တော့တိမ်ပန်တော်ဝင်အသင်းကောင်းဆောင်ကေဗင်ကအားလုံးရှိမှမိကွန်းချွေနေတာပါသူကဒေါက်တာရမ်စေးတီထွင်ထားတဲ့ပစ္စည်းကိုလူလဲမှာထုတ်ပြခဲ့ပြီးဒီပစ္စည်းကိုတော်ဝင်သိပ္ပံအသင်းနေနဲ့ယူချောင်ချောင်ပစ္စည်းတစ်ခုလို့သာတတ်မှတ်လိုက်တယ်လို့ဆိုပြီး ရမ်ဆေးကိုလည်းစိတ်ဆာဆေးုံပို့တင်တယ်လို့ပြောခဲ့တာပါဘိုးချုပ်ကစ်နာကကေဗင်ကိုတခင်ကျွန်တော်ကအရေးကြီးတင်ပြစရာပါလာတယ်လို့ဆိုကစာရွက်တစ်ခုကိုထုတ်ပြီးအထဲကစာကိုဖတ်ပြခဲ့ပါလိမ့်စာထဲမှာတော့အင်္ဂလန်ဘန်ဖောက်ထွင်းခံလိုက်ရကြောင်းစကော့တလန်ရဲတပ်ဖွဲ့ကနေအသိပေးထားတာပါဒါကိုကြောင့်တော့ကေဗင်တယောက်မျိုးလုံးပြူးသွားပြီးအခန်းထဲကိုပြန်ဝင်လာပြီးတော့ကစ်နာကိုစူပူနေပါလိမ့်ခိုးယူလာခဲ့တဲ့စင်းတူကပြန်ခိုးခံတယ်ဟုတ်လားမင်းပြောတော့အင်္ဂလန်ဘန်ကမဖောက်ထွင်းနိုင်ဘူးလို့ဆိုကား အပြစ်တင်ပြီးတော့ဒေါသထွက်နေတဲ့မျက်နှာနဲ့ဘိုးချုပ်ဖန်းကိုပြောလိုက်စင်းလို့မရှိဘူးခွင်းလည်းမရှိဘူးဆိုပြီးတော့ပြောခဲ့ပါတယ်အဲဒီချိန်ဖန်းကရောက်လာပြီးတော့ရှင်းကတောင်းဝင်တဲ့စကားပြောတတ်တာပဲသခင်ကေဗင်လို့ပြောလိုက်တော့ကေဗင်ကဘိုးချုပ်ဖန်းဆိုတာ main ကလေးတယောက်ဖြစ်နေလို့အံ့ဩနေတာပါဖန်းကသူတို့အနေနဲ့စင်းသူကိုပို့ပေးခဲ့ပြီးပြီမို့လို့တောင်းဝင်ကြည့်ပြီးလို့ဆိုခဲ့ပေမဲ့ကေဗင်ကရုပ်ထုကိုပြန်မရရင်ဗီရီရှားစစ်တပ်ကနေဘာမှမျှော်လင့်မနေနဲ့လို့ထပ်ပြောလိုက်ပါတယ်ဒါကြောင့်ဖန်ကစင်းသူကိုထပ်ပြီးတော့ကေဗင်လက်ထဲကိုပြန်ထည့်ပေးမှဖြစ်ပြီး ဒီကတော့ရှင်းလက်ထဲကနေပြန်မပအောင်ဂယုဆိုင်ပါလို့ဆိုလိုက်တော့စိတ်တိုးသွားတဲ့ကေဗင်ကဖန်ကိုကလောင်တန်နဲ့လှမ်းပစ်လိုက်ပါလိမ့်ဒါမဲ့ဖန်ကကလောင်တန်ကိုဖမ်းယူထားလိုက်ပြီးကေဗင်ကိုဓာတ်နဲ့ပြန်ပစ်ပြီးတော့သတိပေးလိုက်တာပါဂျမမာတော့ကလေးတွေကထူးဆန်းတဲ့ Forge ရဲ့အိမ်ကိုစိတ်ဝင်စားနေကြပါလိမ့် Forge ကသူ့ရဲ့အိမ်ကိုလောင်စင်းကိုလိုက်ပြပြီးတော့အိမ်ကိုရင်နှွေးငွေ့နဲ့လဲပတ်အောင်လှုပ်ထားတာလို့ပြောပြပါလိမ့်ပြီးတော့သူကအိမ်နဲ့ပတ်သက်တဲ့မှတ်စုမှန်သမျှကိုလောင်စင်းကိုပေးထားခဲ့ပါလိမ့် ပြီးတော့ Fox ကလောင်စင်းကိုသူတီထွင်ထားတဲ့မီးသီးတွေကိုပြခဲ့တာပါလောင်စင်းကဒါရီကလေချွန်နာနဲ့ပိတ်သွားတာလားလို့မေးပြီးတော့လေထခြုံခဲ့ပါလိတကယ်ကိုပဲမီးတွေကပိတ်သွားလို့လောင်စင်းကအံဩသွားခဲ့ပါလိအိုင်နာ Fox ကလောင်စင်းကိုသူတီထွင်ထားတဲ့အရာကိုပြတာနေပါလိလောင်စင်းက Fox ပြတဲ့အရာကိုကြည့်ပြီးတော့ဒါပိုးပေါင်ကြီးလားလို့မေးခဲ့တော့ Fox ကဒါကပြန်တန်းနိုင်တဲ့ဆက်တစ်ချိန်ကျရင်ဒါသမုတ်တရားကိုတော့ဖြတ်ပြီးတော့ပြန်တန်းနိုင်လိမ့်မယ်လို့ Fox ကပြောပြခဲ့ပါလိ ိုင်နောင်လောင်စင်းကသူခိုးလာတဲ့စင်းလူတော်ကိုထုတ်ကြည့်ခဲ့ကာသူ့အဖေကိုတရုတ်ပြည်ကိုပြန်လာဖို့နီလန်ရှာနေကြောင်းစာကြီးခဲ့ပါလိမ့်တကယ်တော့စင်းသူကပါတူးတို့ရွာရဲ့အထွတ်မြတ်ဖြစ်တာကြောင့်လာပြန်ယူရတာပါအဲဒီချိန် Forge ကအတန်ဆက်ကနေတဆင့်သူတီထွင်ထားတဲ့ဗိန်းတပ်ဖနှက်တွေကိုယူလာပေးဖို့ပြောခဲ့ပါလိမ့်အိုင်နောင် Forge ကသူထွင်ထားတဲ့ရှေးဦးစကိတ်ကိုစီးပြီးတော့တော်ဝင်သိပ်ပံအသင်းကိုသွားကာကေဗင်ကိုလူတွေကမိုင်90နှုန်းနဲ့သွာလာနိုင်ကြောင်းတတ်တည်ပြနိုင်ပြီလို့ပြောခဲ့ပါတယ်။ကေဗင်ကတော့ Force ကိုလှောင်ပြောင်ပြီ မဖြစ်နိုင်တဲ့စကားတွေပဲလို့ဆိုလိုက်တော့စိတ်ဆိုးသွားတဲ့ Force ကခမခင်းအောင်ကြာနေပြီလို့ပြန်ပြောလိုက်ပါလိ Kevin ကတန်ဖိုးရှိတဲ့ရှာဖွေမှုတွေအားလုံးကိုတိတ်မဲ့မညာရှိပြုလုပ်ခဲ့ပြီးပြီဘာမှထပ်ရှာဖွေမှုမလိုတော့ဘူးလို့ပြောလိုက်ပါလိ Argentina ကနားကအားလုံးထက်အရေးကြီးနေရာကအင်္ဂလန်ဘဏ်အဖောက်ခံရတဲ့ကိစ္စပဲလို့ပြောလိုက်တာပါတရခိုင်ကတရုတ်နိုင်ငံသားတယောက်ဖြစ်တယ်လို့အားလုံးကတီးတိုးပြောနေကြလို့လောင်စင်းနဲ့မြခုံးခတ်လို့လို့ဖြစ်နေရပါလိ အဲဒီမှာ force ကအင်္ဂလန်ဘန်ကခေနောက်ကြနေပြီအချိန်မီဖောက်ထွင်းခံရမှာပဲလို့ဆိုခဲ့ပြီးတော့ကေဗင်ကအဲ့ဒါဆိုရင်ဒီပြဿနာနဲ့ပတ်သက်ပြီးမင်းရဲ့ထိမင်ချက်ကိုပြောပြပါအောင်လို့ဆိုလိုက်ပါလိမ့်ဒါကြောင့် force ကသေဗန်နီးယာတကောကတရုတ်ပြည်ကိုအမြန်ဆုံးရောက်နိုင်မဲ့လမ်းကြောင်းတွေကိုပြောပြခဲ့ပါလိမ့်ပြန်မှုဒီလန်ရှာနဲ့လောင်စင်းကလည်း force ရဲ့အစီအစဉ်ကိုသဘောကျသွားတာကြောင့်ထောက်ခံအားပေးနေပါလိမ့်ကေဗင်က force ရဲ့တွက်ချက်မှုကမှန်ကန်ကြောင်းတတ်သိပြဖို့ရက်ပေါင်း80နဲ့ကဘာပတ်ခိုင်းခဲ့ပါလိမ့် force က ကျွန်တော်ရတန်ဖိုးရှိတဲ့အချိန်တို့ဒီလိုရှောက်လို့လို့မရဘူးအဲ့လိုပြောလိုက်တော့ကေဗင်ကဒါဆိုမင်းရတန်ဖိုးရှိတဲ့အချိန်တို့ကတန်ချင်းနေနဲ့ဘာလို့ပြန်လိုချင်လဲလို့မေးခဲ့ပါလိမ့်အဲ့ဒီမှာ Force ကကေဗင်ကိုတော်ဝင်သိမ့်မှန်သိရင်အကြီးကဲနေရာနဲ့အလဲအလဲလို့ဖို့ပြောလိုက်တော့တာပါဒါကိုကြားတော့အားလုံးကအံ့ဩသွားပြီး Force ကိုလည်းလှောင်ကြည့်ကြပါတော့လိမ့်ဒါပေမဲ့ကေဗင်ကတော့ Force ရဲ့စိန်ခေါ်မှုကိုလက်ခံလိုက်တာပါဒါပေမဲ့အပြန်လန်နေတဲ့ကေဗင်က Force ရှုံးသွားလို့ရှိရင်တစ်တလုံးတီထွင်စမ်းသပ်မှုတွေမလုပ်ရတော့ဘူးလို့ပြန်ပြောခဲ့ပါလိမ့် ဒါကရော်စားကြည့်ပေမဲ့ Force ကသူ့မာနာအထိကိမခံနိုင်လို့သဘောတူလိုက်ပါလိမ့်။သူတို့ရဲ့လောင်းစားတရင်ကချက်ချင်းဆိုသလိုပဲနေရာနှံ့စီကိုပြန့်နှံ့သွားပါတော့တယ်။အိမ်ကိုပြောင်းလာတော့ Force ကလောင်စင်းကိုသူ့နားမှာထိုင်ခိုင်းပြီးတော့ဒါကသူ့အတွက်အရန်ကိုကြီးမားတဲ့စိန်ခေါ်မှုပဲလို့ပြောပြခဲ့ပါလိမ့်။လောင်စင်းကဆရာမိသားစုဝင်တွေကိုအတိပေးစရာရှိတာအတိပေးလိုက်လို့ပြောပေမဲ့ Force ကတော့ငါမှအတိပေးစရာဘယ်သူမှမရှိဘူးလို့ပြန်ပြောခဲ့ပါလိမ့်။လောင်စင်းကဒီခီးအတွက်ဆရာမှာတတ်တီကောင်းတဲ့အစီအကံတယောက်ရှိပါတယ်လို့ဆိုလိုက်တာ ကဘာတပတ်ရက်80ခီးကိုစတင်မှုအားပေးစကားပြောခဲ့ပါလိမ့်။နောက်နေသူတို့အိမ်ကနေထွက်ထွက်ချင်းမှာပဲအရာရှိဖစ်ကမင်းတို့ရဲ့စက်တပ်ရင်ကခွင့်ပြုချက်မပေးထားဘူး။ဒီမျိုးထဲမှာ trace and တွေဆွဲတဲ့ရင်တွေပဲသွားခွင့်ရှိတယ်ဆိုပြီးတော့ပြဿနာလုပ်နေပါလိမ့်။လောင်စင်းကအလောတကြီးနဲ့ခီးသွားဖို့လိုနေတာကြောင့်သွားခွင့်ပြုဖို့တောင်းဆိုပေမဲ့ face ကလုံးဝလက်မခံခဲ့ပါဘူး။ကန်ဆိုးကျွန်တော်အဲ့ချင်းရင်ကြီးကသူ့လိုမောင်းထွက်သွားပြီးအရာရှိဖစ်ကြောက်ကာလနာတိုက်ပါတော့တယ်။ ။လောင်စင်းတို့ကတစားကြီးဖြစ်နေတဲ့ယင်းနဲ့အစ္စလမ်ဝေသွားတဲ့ face ကိုကြည့်ပြီးတော့မျက်လုံးပြူးနေကြတာပါ။နောက်တော့လောင်စင်းကတင်းမောင်းနောက်ကျမှဆိုးတဲ့အတွက် face ရဲ့ရထလုံးကိုယူသွားပြီးတော့ဝိုင်းအောင်ကြည့်နေတဲ့ပြူးတွေကို face ရဲ့ရထလုံးကိုခဏငှားသွားကြောင်းရဲစခန်းကိုအတီးပေးဖို့တော့ပြောခဲ့ပါတော့တယ်။တမက်မှာတော့ဒါကိုကြည့်နေတဲ့ Kevin က face ရဲ့အသုံးမချမှုကိုစိတ်ပြတ်နေတာပါ။အဲနောက် Kevin က Kesna ကို face ကိုခီးထွက်ဖို့ပြင်ဆင်ခိုင်းလိုက်လို့ပြောခဲ့ပါတယ်။အဲဒီမှာ fan ကလည်းသူမရဲ့လူတွေကိုသတင်းပို့နေတာဖြစ်ပြီး ်ဘဲစမာဆင်းသူကိုပြန်ယူပြီးတော့လောင်စင်းကိုကိစ္စတုံးပြလိုက်လို့ဖန်ကပြောခဲ့ပါတယ်။နောက်တစ်ခါမှာတော့စိတ်ကန်းတာဝန်ခံတဲ့အငင်းပွားနေတဲ့ force ကိုတွေ့ရမှာပါ။ force ကလောင်စင်းကိုမင်းဒီလိုပြောတိုင်းဆမ်းပါ။တင်းမော်6နိုင်မှာထွက်မှရမှာလို့ဆိုလိုက်တော့သူကလည်းတာဝန်ခံကိုပြောပေးပါတယ်။မကြာခင်မှာတော့လောင်စင်းကသူ့နောက်ကိုလိုက်လာတဲ့ကိမီကောက်ဂိုင်းသားတွေကိုမြင်လိုက်ကြပါတော့တယ်။သူကဒီအကြောင်းကို force ကိုမသိစေချင်တာကြောင့်ရှောင်ထွက်ဖို့ကြိုးစားခဲ့တာပါ။ force ကို ဆရာကန်ကောင်းတာပဲ။ Thomas Edison ကသူ့ရဲ့ပစ္စည်းတွေကိုခင်းချင်းပြသဖို့လုပ်နေတယ်လို့ပြောလိုက်တော့ Force က Edison က Paris ကိုရောက်နေရလားလို့အားတက်ပြောနေမိခဲ့ပြီးလောင်စိန်က Force ကိုတွေ့ကြရပကြီးပြာကန်းတစ်ခုစီကိုခေါ်သွားခဲ့လိုက်ပါတော့တယ်။တဖက်မှာလည်း Kimmy ကောင်းဂိုင်းသားတွေကလိုက်လာလို့လောင်စိန်က Force ကိုပြာကန်းထဲမှာခဏထားကာ Edison ကိုသွားရှာလိုက်ဦးမယ်ဆိုပြီးတော့ထွက်သွားပါလိမ့်။အဲဒီမှာ Force ကတော့ Morris ရဲ့ကောင်းမလေးရဲ့ပကြီးကားကိုစိတ်ဝင်စားသွားခဲ့ပါလိမ့်။ Morris ရဲ့ပကြီးကပြန်တန်းနေရောက်ကြတယောက်ရဲ့ပုံမှာ ဒီဘုံကအံဩစရာပဲလို့ Force ကပြောလိုက်တော့ Monica ရှင်ကဘာလို့မြင်လဲပြန်တမ်းမှုလားလူလားလို့မေးခဲ့ပါလိမ့် Force ကပြန်တမ်းမှုကိုဘာလို့ပြန်ပြောလိုက်တာပါအဲဒီချိန်လောင်စင်းကဖြတ်လာပြီးအတီကိုရှာဖို့သူတို့ကိုအကူအညီတောင်းထားတယ်လို့ပြောပြန်ပါလိမ့်တကယ်တော့အဲ့လူတွေကသူ့ကိုလိုက်တတ်နေတဲ့လူဆိုးတွေပါတပတ်ခန်းမှာကီမီကောက်ဂိုင်းသားတွေနဲ့တိုက်ခိုက်နေခဲ့ပြီးခဏနေတော့တခိုးတွေပဲဒီကားတွေကိုခိုးဖို့လှုပ်နေပြီးတော့អော်လိုက်ပါလိမ့်အချိန်ကရုံးဝင်ဆန်ခတ်တွေဖြစ်နေလို့ Monica Force တို့ကိုလွတ်ဝက်လမ်းကနေ ခေါ်ထုတ်သွားပေးခဲ့ပါတယ်။အဲနောက်သူတို့ကလမ်းရဲ့အောက်ဖက်ဥမင်းထဲကနေအပြင်ကိုထွက်လာခဲ့ပြီး Force ကတော့ Monique ကိုတီးအတွက်ကျဉ်းစုတင်နေခဲ့ပါတယ်။အပြန်လည်နေတဲ့ Monique ကကျွန်မကိုရှင်ရုံးနဲ့အတူလိုက်ခွင့်ပေးပါလို့ပြောခဲ့ပေမဲ့ Demo ကထွက်သွားပြီမဟုတ်လို့ Force ကစိတ်ညစ်သွားပါတယ်။ဒါမဲ့လောင်စင်းကမိဘုံမြန်ကိုမြင်သွားပြီးခေါင်းထဲမှာလက်ကနေဖြစ်သွားပါတယ်။ Force ကလည်းလေးရဲ့တိတ်သေးစားနဲ့အချိန်ကိုတွတ်ချက်ပြီးတော့ဒါကိုစီးဖို့သဘောတူခဲ့တာပါ။အိုင်နာဖော့စ်က၃ရောက်စာတော့ပတ်စံပေးပြီးတော့ပိုရာကိုပြန်မပေးနိုင်လို့ပြောလိုက်ပါလိမ့် သုံးယောက်သားမိဘုံဘော်ကိုရောက်တော့ထွက်ခွာဖို့လုပ်ခဲ့ပေမယ့်အောက်ကလူတွေကဝိုင်းဆွဲထားပါလိ။ Force ကလောင်စင်းကိုငါ့ရဲ့လက်ဆွဲကိုဟိုမျိုးသမီးခိုးသွားပြီ။ပတ်စံနေအားလုံးကအိုက်ထဲမှာလို့ပြောခဲ့ပါလိ။အားလားကြောင့်လောင်စင်းကအောက်ကိုပြန်ဆင်းပြီးအမျိုးသမီးစီကအိတ်ကိုသွားပြန်လူတော့အမျိုးသမီးကလည်းဒါကငါ့အိတ်လို့ပြောနေလို့လောင်စင်းကအတင်းမဲ့ဆွဲယူလာခဲ့ပါလိ။အဲဒီချိန်တစ်ဖက်မှာကလည်းကင်းမီကောက်ဂိုင်းသားတွေကလိုက်လာနေကြပါပြီ။လောင်စင်းကသူတို့ကိုတိုက်ခိုက်ပြီးတော့လွတ်သွားတဲ့ကြိုးစားကိုလှမ်းဆွဲလိုက်ပါလိ။ အမျိုးသီးကလည်းသူမရဲ့အိတ်ပါသွားလို့နောက်ကနေလိုက်နေခဲ့ပါတယ်။မိဘုံကပေါ်ကိုတေးဝင်းနဲ့တက်နေပြီဖြစ်လို့လောင်စင်းကစူးစားကိုဆွဲထားပြီမယ်။တဏညာရောက်မှာတော့မျိုးသမီးတယောက်ကမိလောင်နေရာကိုမသိဘဲအိတ်ပျော်နေရာကိုမြင်လိုက်ရပါတယ်။ဒါတော့သူကစူးစားကိုလွတ်လိုက်ပြီးတော့မိဝင်တက်ရပါတယ်။အဲနောက်တိုက်ပေါ်ကနေဒိုင်မင်ထိုးဆီးပြီးတော့စူးစားကိုဖမ်းမိခဲ့ပြီမယ်။အခွက်ပြောင်းတဲ့ရုပ်တုနဲ့ပေါင်းပြီးညှိနေပြန်တာကြောင့်ချုပ်ပြစ်ပြီးတော့လိုက်ပါသွားခဲ့ပါတော့တယ်။အပေါ်တော့မော်နီကပကြီကားတခိုးတွေကရှင်ကိုမှတ်မိနေပုံပဲတော်လို့ဆိုလိုက်တော့လောင်စင်းလည်းမလုံးမလဲနဲ့ ငါသူတို့တိတဲ့ပြင်သစ်နဲ့တူညာနေမယ်လို့ရောချခဲ့ပါတယ်ပြီးတော့လောင်စင်းကမော်နစ်ကိုဗမာချပေးရမလဲလို့မေးခဲ့ပြီး Force ကလည်းသူမကိုမြေပြင်ကိုရောက်ရင်တွားလို့ရတွားဖို့အတွက်ပြောခဲ့တာပါဒါပေမဲ့ခေါင်းမာတဲ့မော်နစ်ကတော့သူတို့ရဲ့ခီးဆုံးကိုလိုက်မယ်လို့ပြောနေပါတော့တယ် Force ကမင်းကဘာလို့ငါတို့နောက်ကိုရှောက်လိုက်နေလဲလို့မေးလိုက်တော့ကတီဒီနဲ့ Force ကိုပြန်ကြည့်လိုက်ပြီးမလိုက်ပါဘူးကျမရဲ့လမ်းကိုကျမတွားနေရပါလို့ပြန်ပြောခဲ့ပါတယ်စိတ်ဆိုးလာတဲ့ Force ကလည်းမင်းအင်အားထွက်လာတဲ့ဒီလိုမျိုးပဲလှုပ်ရှားနေရမလားလို့ပြောပြီးတော့ထွက်သွားခဲ့တာပါ ဖော့စထရတ်သွားချိန်မှာမော်နီကာလောင်စင်းကိုရှင်ဘာလို့သူ့ကိုလဲစားနေရလဲလို့မေးခဲ့ပါလိ။လောင်စင်းကတော့သူ့အကြောင်းမော်နီကာသိနေလို့အံ့ဩသွားခဲ့တာပါ။သူမကိုညာလို့မရတော့ဘူးဆိုတာသိနေတဲ့လောင်စင်းကမော်နီကိုအမှန်တိုင်းရှင်းပြခဲ့ပါလိ။ဒါကိုကြတော့မော်နီကာရှင်းလို့အချက်ကိုဖုံးထားပေးမယ်။ဒါပေမဲ့ဖော့စကိုကျမကိုခေါ်သွားဖို့ပြောပြလို့ပြောခဲ့ပါလိ။အဲအချိန်မီရထားဝန်ထမ်းတွေကဖော့စကိုဆွဲခေါ်လာပြီးဒီငါကြောင်ထိုင်ကုန်မှာပဲထိုင်နေဖို့ပြောလိုက်စမ်းပါလို့လာပြောခဲ့ပါတော့လိ။ Forge ကဝန်ထမ်းတွေကိုမိသွေးကိုဘလို့ထဲရထားပိုးမြန်မယ်ဆိုပြီးတော့သွားပြီးဆရာလုံနေခဲ့တာပါ။လောင်စင်းကမော်နီကသူနဲ့အမျိုးတော်ဆက်နေတာကြောင့်ခီးဆုံးနေအတူတူခေါ်သွားပေးဖို့ပြောလိုက်ပါလေ။မော်နီကအင်းနေနေဖြစ်နေစေ Forge ကိုဒီရထားကိုပိုးမြန်လှုပ်ပေးနိုင်ရင်ရှင်ကျမကိုခေါ်သွားပေးနိုင်မလားလို့မေးခဲ့ပါလေ။ဒါကြောင့် Forge ကလက်ခံလိုက်ပြီးတော့မင်းနေတဲ့ဓာတ်ကိုမလုံနိုင်တော့ကိုလန်းကိုသွားမယ်လို့ပြောကာဇက်ခေါင်းဘက်ကိုဝင်သွားတဲ့မော်နီကိုကြည့်ပြီးနှုတ်ဆက်ပါတယ်လေဒီလို့ပြောနေခဲ့ပါလေ။ ။ဒါမဲ့ခဏလေးတော့အချိန်ယထာကပိုးမြန်လာတော့ခန်းစားလိုက်ရလို့မျက်လုံးပြူးသွားပါတော့လေ။မကြာခင်မှာပဲမော်နစ်ကဝန်ထမ်းတွေနဲ့ပြုံးငါကြီးကနဲ့ပြန်ရောက်လာခဲ့တာပါ။ဝန်ထမ်းတွေကမော်နစ်ကိုအလို့ရှိရင်လမ်းသာခေါ်လိုက်ပါလို့လေးလေးဆဆနဲ့ဆက်ဆံနေတာပါ။အဲဒါမော်နစ်ရဲ့ကောင်းမှုနဲ့ Force တို့ကအထက်တန်းအတွဲမှာစီးကွင်ရခဲ့ပါလိမ့်။လောင်စင်းနဲ့မော်နစ်ကတော့ဇိမ်ကျနေခဲ့ပြီးဒါကို Force ကတော့မချေမနှက်ဖြစ်နေခဲ့ပါလိမ့်။အဲဒီမှာ Force ကလောင်စင်းကိုလက်ဖေးတစ်ခွက်လို့ပြောလိုက်ပါလိမ့်။ နောက်ဆင်းထွက်သွားတဲ့ Force ကမော်နီရဲ့ခြေလုံးသားဖြူဖြူကိုငေးနေမိပြီးတော့မော်နီကသတိထားမိသွားတော့ရက်ကိုးရက်ကန်ဖြစ်ကုန်ပါတော့တယ်။နောက်ဆင်းကတော့အင်္ဂလိပ်လက်ဖက်ရည်ကိုဖျော်ဖို့ကြိုးစားနေချိန်မှာအရာရှိဖစ်ရောက်လာပြီးတော့ဇင်းတူနဲ့တူလောင်ဆင်းကိုမြင်သွားပါတော့တယ်။လန့်သွားတဲ့လောင်ဆင်းကဖစ်ကိုအပြင်ကိုတွန်းထုတ်ပြီးတကားကိုပိတ်ပြစ်ပေမဲ့ဖစ်ကတကားကိုရောက်အောင်ပြန်ဖွင့်ပြီးတော့ဝင်လာခဲ့ပါလိမ့်။ဒါမဲ့လောင်ဆင်းကသူ့ကိုဝင်လုံးရင်းနဲ့အရှိန်လုံးကပရိမောက်ကနေပြုတ်ကျသွားခဲ့တော့တာပါ။နောက်ရမှာတော့သူတို့ကတူရကီပီကိုရောက်လာခဲ့ပါပြီ အဲ့ချိန်မှာယထာကယုတ်တည်းရက်သွားလို့ Force ကဒီလူရှုပ်တွေကယထာကိုဘာလို့ရက်လိုက်ပြန်ပြီလဲလို့မေးပါလိ။အဲ့ဒီချိန်တော်ဝင်ရဲမှတချို့ကရောက်လာပြီး Force ကိုမင်းသား Happy ကညသာစားဖို့ဖိတ်ခေါ်လိုက်တယ်လို့ပြောခဲ့ပါလိ။ဒါပေမဲ့ Force ကဖြတ်တန်းသွားဖို့အတွက်အချိန်ကအရေးကြီးနေတာကြောင့်ညသာတို့မစားနိုင်ကြောင်းပြောလိုက်တာပါ။ဖော်ချင်ရေးပေမှုကြောင့်ရဲမတ်ကစိတ်ဆိုးသွားပြီးအတင်းကျခေါ်သွားပါတော့တယ်။မော်နီကတော့ခန်းထားတဲ့မင်းသားဟက်ပီရဲ့အိမ်ကိုသဘောကျနေပါတယ်။ ဒါပေမဲ့လောင်စင်းကလည်းသူ့ရဲ့အိမ်ကခမည်းအိမ်ထက်တောင်ကြီးသေးတယ်လို့ Force ကိုပြောနေတာပါအထဲကိုရောက်တော့ Monica အရန်ကောင်းတဲ့အမှုပညာလက်ရာတွေပဲလို့ပြောတော့လောင်စင်းကထောက်ခံခြင်းပေမဲ့ Force ရဲ့မကြည်မလင်မျက်နှာကြောင့်မခံရပါဘူးတချို့ဆိုကြိုးပဲ့နေပြီလို့တောင်ပြောလိုက်ပါသေးတယ်အဲနောက်သူတို့ကမိန်းကလေးတွေအလဲမှာ guitar တီးနေတဲ့မင်းသားကိုတွေ့လိုက်ကြပါတယ်မကြိုင်မှာမင်းသားကအနားကိုရောက်လာပြီး Monica ကိုမိမ့်မလားလေမင်းကိုတွေ့ရတာကံကောင်းလိုက်တာဆိုပြီးတော့သူတို့တီးလိုက်ရတာက ဟပီကမိမငံပြီသူတို့ကိုဖိတ်ခေါ်လိုက်တယ်ဆိုတာပါပဲအဲဒီ Force ကအနားမှာရှိနေကိုလုံးကြီးရုပ်တုကိုဝေဖန်နေပြီးတော့ငါတော့ကိုလုံးကြီးနဲ့နေဖို့စိတ်ကူးမရှိဘူးလောင်စင်းကိုပြောခဲ့ပါလိအဲဒီချိန်မင်းသားကအဲ့ဒီရုပ်ကိုမထိနဲ့ဒါငါရဲ့တန်ဖိုးထားဆုံးတစ်ခုပဲလို့ပြောလိုက်တာပါမော်နီကာတော့တစ်ချက်ကြည့်လိုက်ုံနဲ့ဒါကရိုဒန်လက်ရဆိုတာကိုတီသွားခဲ့ပါလိသူမကဒီလောက်ကြည့်ကောင်းတဲ့ကြွက်သားရည်နဲ့လက်ရကိုမမြင်ဘူးလို့ပြောခဲ့တာပါဒါကိုကြတော့မင်းသားက အခုငါခန္ဓာကိုယ်ကအဲ့ဒါထက်ပိုကြည်ကောင်းနေမယ်လို့ငါယုံတယ်လို့ပြောခဲ့ပါလိမ့်။သူစကားကြောင့် Force တို့ကဒါကမင်းသားရဲ့ရုပ်ထုပဲဆိုတာတည်သွားပါတော့လေ။အဲ့တော့မင်းသားကသူ့ကိုညသာစားဖို့ဖိတ်တော့လောင်စင်းကညင်းနေပေမဲ့ Force ကပြဿနာတက်မှာတိလို့သဘောတူလိုက်ပါလိမ့်။သူတို့တောက်စားနေကြရင်နဲ့မင်းသားကသူ့ရဲ့ဟာသားတွေကိုပြောပြပြီးအမြဲတမ်းလူကြီးလူကောင်းတွေရှေ့မှာကိုကိုကိုအဆက်ခွဲမိတယ်လို့ပြောပြခဲ့ပါလိမ့်။အတော်ကြတော့ Force ကစကားစားကိုဖြတ်ပြီးခီးစားဖို့ပြောတော့ မင်းသားကမင်းတို့ကသွားလို့ရပါတယ်ဒါပေမဲ့ तू ကငါနဲ့နေခဲမှရမယ်လို့မော်နီကိုကြည့်ကပြောလိုက်တော့တာပါဒီစကားကိုကြတော့ force ကစိတ်တူသွားခဲ့ပြီမဲ့မင်းသားရဲ့လူတွေကသူ့ကိုဝိုင်းထားလို့ဘာမှလုံမရဲတော့ပါဘူးမင်းသားကမော်နီကိုသူ့ရဲ့ခုနှစ်ယောက်မြောက်မိန်းမဖြစ်ပေးဖို့ကမ်းလှမ်းခဲ့ပါတယ် force တို့ကလည်းမတက်တာလို့မော်နီကိုထားခဲ့ဖို့သဘောတူလိုက်ရပါတယ်ဒါပေမဲ့သူတို့ကပြန်ထွက်မှာမင်းသားရဲ့ရုပ်ထုကိုတွန်းလဲဖို့လုပ်တော့မင်းသားကလန့်သွားပြီးအဲ့ဒါကိုမလုပ်ပါနဲ့ဂျန်နာလိုချင်တာကိုပြောပါလို့မေးတဲ့ခါမှာတော့ Force ကမော်ရီကိုပြန်ခေါ်ခဲ့ပြီးမင်းသားနဲ့သူ့လူတွေကိုလက်နက်ချခိုင်းလိုက်ပါတယ်။ပြီးတော့ပိုသေးချောင်းအားလုံးရွက်ဖြင့်တဲတဲကိုဝင်နေခိုင်းလိုက်ပါတယ်။အဲဒီချိန်မှာရုတ်တုကအချိန်လုံပြီးတော့ကြာကွဲသွားတာကြောင့်သုံးယောက်သားအသေးအံထွက်ပြေးကြပါတော့လေ။မော်ရီကသူ့မကိုကယ်ပြီးတဲ့အတွက် Force ကိုကျေးဇူးတင်နေခဲ့တာပါ။အဲဒီမှာကဲဗင်စီကိုယာရှိဖေးရဲ့ဂျင်းနာသာရောက်လာပြီးဇာထဲမှာတော့ Force ရဲ့အစီခံကဘန်ကိုဖောက်တဲ့သူပဲဖြစ်အကြောင်းကိုသတင်းပေးထားပါလိမ့်။ဒါကြောင့်တော့ကဲဗင်က Force ကိုတခိုးကိုထွက်သွားလို့ရအောင်ကူညီနေတာပဲ သူကိုယ်သူမတီးဘူးလားလို့ပြောလိုက်ပါလိမ့်တကင်စလစ်ပါရီကတော့ဒါမှမဟုတ်တိတိရနဲ့ကုညီနေတာလားသူမျိုးကထွက်သွားလဲကတိုက်ကြိုက်နေလို့ကောက်ချက်ချခဲ့ပါတော့လိမ့်တကင်ရူးစ်ကဖော့စ်ကလွန်မြောက်အောင်အလောင်းစားကိုအကြောင်းပြသွားတာလို့ဝင်ပြောပါလိမ့်ဒါအောက်ကြတော့ကေဗင်ကဒါအသေးချာပဲလို့ပြောလိုက်ပြီးဖော့စ်တို့ဘဲကိုရောက်နေပြီလဲလို့မေးလိုက်တော့ဖော့စ်တို့ကအိန္ဒိယကိုဖြတ်နေပြီလို့ပြန်ပြောခဲ့ပါလိမ့်ကေဗင်ကအိန္ဒိယဗြိတိရှားနယ်မြေဖြစ်နေပြီမဟုတ်လို့ Force နဲ့လောင်စင်းရဲ့ပုံကိုနေရာတိုင်းမှာကတ်ပြီးရအောင်ဖမ်းဖို့အတွက်ပြောခဲ့ပါလိမ့် ဲဒီချိန်လောင်စင်းကတော့ရထားပေါ်မှာကလေးတွေနဲ့တရုတ်ဒဏ္ဍာရီတွေကိုပြောပြနေပါတယ်။ကြားဆဲကောင်အမည်ရှိတဲ့ညီနောင်တွေကတရုတ်ပြည်ရဲ့မတရားမှုတွေကိုကာကွယ်ပေးနေကြောင်းနဲ့အဲဒီထဲမှာနာမည်ကြီးဆုံးကဝမ်ဖေးဟုံပဲလို့လောင်စင်းကရှင်းပြပါတယ်။ဂျပန်မာရဖော့စ်ကသူတို့ရဲ့ခီးစဉ်နဲ့ရပ်ဘလောက်ကြံသေးလဲဆိုတာကိုတွက်ချက်နေခဲ့ပါတယ်။လောင်စင်းကတော့ကြားရီမှာကိုပိုင်ရင်ချစ်တမျိုးစီရှိကြောင်းပြောနေချိန်မှာဖော့စ်ကသူ့ရဲ့စာဝတ်ကိုစိတ်တကောင်စားသွားလို့អော်နေခဲ့ပါတယ်။လောင်စင်းကိုလည်းမဖြစ်နိုင်တဲ့ဒဏ္ဍာရီတွေကိုရှောက်ပြောမနေဘူးတော့ပြောလိုက်သေးတာပါ။ ။ဒိမ်ကြာကေမှာဘူတာကိုယောက်လာပြီးတော့တဖက်မှာတော့ရဲတွေကသူတို့ကိုဝရန်ထုတ်ထားကြောင်းသိလိုက်ပါလေ။ Force ကငါသိနေတယ်။ဂျပူးလိုစောက်ကျင်းတဲ့ Kevin ရုတ်မာတော့မယ်ဆိုပြီးတော့ပြောနေခဲ့ပါလေ။ Force ကလောင်စေးရဲ့ဇာသိန်းကိုမသိတာကြောင့် Kevin ကအလောင်းစားအတွက်သူ့ကိုတမင်ညစ်တယ်လို့ပဲထင်နေခဲ့တာပါ။သူတို့ကမိမာတွေလိုဝစ်ဆင်ပြီးတော့ဂိတ်ကိုဖြတ်ခဲ့ပါလေ။ကရာဒီတော့ force ကပဝါကအနှံ့တွေတော့ခေါင်းမှုပြီးတော့ထိုးအန်ကသတိလက်သွားခဲ့တာကြောင့်လောင်စင်းနဲ့မော်နစ်ကလန်ချာတစ်စီးကိုငှားပြီးတော့တင်ပေးလိုက်ပါလေ။ ဒါပေမဲ့တကယ်တော့လန်ချားမောင်းတဲ့သူကကိမီကောက်ဂိုင်းသားဖြစ်နေကသူကမော်နီကိုချုပ်ထားပြီးလောင်စင်းကိုတိုက်ခိုက်ခဲ့ပါတော့လေအဲဒီချိန်မှာယာရှိဖစ်ရောက်လာပြီးတော့လောင်စင်းကိုသူ့ရဲ့လက်နဲ့တွဲပြီးတော့လက်ထိတ်ခတ်ခဲ့ပါတယ်အဲဒီချိန်တစ်ဖက်ကရန်သူကလည်းဇိုကြီးဝင်တိုက်ခိုက်တာကြောင့်ဖေးတောက်ကန့်လန့်ကန့်လန့်နဲ့ဒုက္ခများအပြန်တော့တာပါအဲဒီမှာမော်နီရဲ့ရှေ့ကိုလည်းရန်သူဘက်ကရွယ်သူမိမပြိုတယောက်ရောက်လာခဲ့ပါလိမ့်။ဒါနဲ့သူမကလည်းခေသူမဟုတ်ဘူးဆိုပြီးတော့တိုင်းခွက်တွေထုတ်ပြပေမဲ့ဟိုကရေးတော်မဆိုင်ပဲတန်ကြိတ်တစ်ခုမှတွဲလောင်းချိန်ပေးလိုက်ပါလိမ့်။ မော်နီကဖော့စ်ကိုရှင်ထသိနေပြီလို့လှမ်းပြောတော့ဖော့စ်ကနိုးထလာပြီးကောင်မလေးကိုတိုက်ခိုက်ကမော်နီကိုကယ်လိုက်ပါလိမော်နီကသူမရဲ့သူရဲ့ကောင်ဖော့စ်ကိုအနမ်းပေးခြင်းမိမ့်မဲ့ကောင်မလေးကပြန်ပြီးတော့လှုပ်ရှားလာလို့နှစ်ယောက်သားထွက်ပြေးခဲ့ပါလိအဲဒီမှာလောင်စင်းကဖေးရဲ့လက်ကလွတ်သွားပြီးတော့လူစိုးကောင်နဲ့ fighting play နေရပြီးနောက်ဆုံးမှတော့လူစိုးကောင်နဲ့သူ့စိတ်နဲ့သူဂျောင်းသွားပါတော့လိနောက်ရမှာတော့သူတို့တရုတ်ပြည်ကိုရောက်လာခဲ့ကြပါလိလန်ဒရှောက်ဖော့စ်ကိုလိန်လာပြီးလို့လောင်စင်းကမျက်နှာမကောက်ဖြစ်နေရပါလိ ဒါကိုရိပ်မိသွားတဲ့မော်နစ်ကဘာဖြစ်တာလဲလို့မေးလိုက်တော့လောင်စင်းကငါ force ကိုလိန်ထားစိတ်မလုံးတော့ဘူးသူ့ကိုပြောပြလိုက်တော့မယ်လို့ဆိုခဲ့ပါတယ်အဲဒီချိန်မှာလောင်စင်းကခက်လန်းလန်းကအိမ်လေးတွေအစီရင်နဲ့သူတို့ရွာကိုတွေ့လိုက်ရလို့ပျော်သွားပြီးဒီဦးနိုင်ငံမှာလူဖြစ်ရတာကံကောင်းတာပဲဟိုနိုင်ငံမှာဆိုရင်အာနာယုစောက်ချက်ဘူးနဲ့အာကာတို့ချင်းသာတက်ပြက်ကြီးလက်ချက်နဲ့ရွာရီပြာကြကုန်မှာလို့ပြောလိုက်ပါတော့တယ်ဒါကိုအေးရက no လာတဲ့ force ကကြားပြီးမင်းရဲ့ရွာဟုတ်လားလို့ထားမေးလိုက်တော့လောင်စင်းက force တိမာဆိုလို့အရန်လာတဲ့ရွာတရွာကိုပြောတာပါဆိုပြီးတော့ပြောခဲ့ပါတယ် ွာတွေကိုဝင်လာတော့အားလုံးကလောင်စင်းကိုဝမ်းသာအားနဲ့ဝိုင်းပြီးတော့နှုတ်ဆက်ခဲ့ကြတာပါဒါကိုကြည့်ပြီးတော့ Forge ကထူးဆန်းလိုက်တာဒီရွာလူတွေကသူ့ကိုသိနေတယ်လို့ပဲလို့ပြောလိုက်တော့ Monic ကဒါကရွာရဲ့တလိဖြစ်မယ်လာလေလေးလူတွေကိုပြူပြူငါဆက်ဆန်ကြတာချစ်စရာကောင်းတယ်တော်တလိပဲလို့ပြောလိုက်ပါတယ်လောင်စင်းကအိမ်ထဲကထွက်လာတဲ့သူ့အမေကိုကြော့ခဲ့ပါတယ်ဒါအောင်မင်းတော့ Forge ကပါလိုက်လုံနေပြီးတော့လောင်စင်းရဲ့အမေကအဲ့ဒါဘာလို့လဲလို့မေးလိုက်တော့လောင်စင်းကသူ့ရဲ့အစီအခံလို့ပြန်ပြောလိုက်ပါတယ်အဲ့နောက်သူတို့က Forge တို့ကိုတရုတ်ရက်နဲ့ဧည့်ခံနေချိန်မှာ လောင်စင်းကဆေးလူကိုဝမ်ဖေးုံကိုသွားပေးခဲ့ပါလိဖေးုံက force ကိုတိတ်ပြီးတော့မယုံကြည်ကြောင်းပြောလိုက်တော့လောင်စင်းကသူတွေ့ဘူးထားမှာနေမှာစီးစနစ်အရှိဆုံးလူတယောက်လို့ပြောခဲ့ပါလိသူတို့လမ်းကြီးလိုက်တဲ့ချိန်မှာ force ကတော့ရေချိန်ကိုက်ပြီးတော့တိုင်းခွက်တွေထုတ်ပြကမှောက်လဲကျသွားပါတော့လိညာရောက်တော့လောင်စင်းရဲ့ဖေးကညသာစားပွဲမှာလောင်စင်းကိုကျေးဇူးတင်နေခဲ့ပါလိခဏကြာတော့ force ကမူးနေပြီဆိုပြီးအခန်းထဲကိုဝင်အိတ်ဖို့လုပ်နေချိန်မှာအိမ်ထဲကလောင်စင်းရဲ့မိသားစုဓာတ်ပုံနဲ့စားစောင်းကိုတွေ့ရတာမဟုတ်လို့ လောင်စင်းကသူ့ကိုလိန်ထားတာတိသွားပါတော့တယ်ဖော့စ်ကအဲဒီစာကိုကင်ပြီးတော့ထွက်လာတော့လောင်စင်းကသူ့လိန်ခဲ့မိတာအတွက်တောင်းမန်စကားပြောပေမဲ့ဖော့စ်ကတော့သူ့ကိုအုံချတယ်ဆိုပြီးတော့စိတ်ဆိုးကထွက်သွားပါတော့တယ်မော်နီကညာဘက်ကြီးသူလမ်းပြောင်းလိုက်မယ်လို့ပြောပြီးတော့လောင်စင်းကိုလိုက်ကြည့်ခိုင်းပါတယ်လောင်စင်းလိုက်သွားတော့ကိမီကောက်ဂိုင်းသားတွေလက်ထဲမှာအဖမ်းခံရတယ်ဖော့စ်ကိုတွေ့လိုက်ရပါတော့တယ်နောက်ရမှာတော့သူတို့၃ယောက်လုံးအဖမ်းခံလိုက်ရပါပြီအဲ့ဒီမှာခေါင်းဆောင်ကရောက်လာပြီးတော့ဖော့စ်ကိုချိန်ချောက်ခဲ့ပေမဲ့ဖော့စ်ကကြောက်ရွံ့ဟန်မပြခဲ့ပါဘူး လောင်စင်းကခေါင်းဆောင်ကိုရှင်းစာရှင်းငါတိုင်းရှင်းလို့ပြောလိုက်ပါလေဒါတော့ခေါင်းဆောင်ကလောင်စင်းကိုလှုပ်ပေးပြီးတရားချင်းတိုက်ခိုက်ပါလေခရကြတော့ဝမ်ဖေးအောင်ရောက်လာခဲ့ပါလေခေါင်းဆောင်ကမေးတယောက်နဲ့ငါတို့အားလုံးကိုတားနိုင်ပါမလားလို့မေးလိုက်တော့ကြားဆိုင်ကောင်အဖွဲ့ထွက်ပေါ်လာလို့ခေါင်းဆောင်ကလန့်သွားပြီးသူ့လူတွေကိုတိုက်ခိုက်ခိုင်းခဲ့ပါလေအဲဒီမှာတော့ထုံးစံတိုင်းဂျက်ကီချန်ရဲ့ဟာသဆန်ဆန်တိုက်ကွက်များကိုမြင်ကြပါဖြစ်ပြီးဒိမ့်ပစာကင်မှာပဲကင်းမီကောက်ဂိုင်းကြီးအခွန်ချုပ်ခံလိုက်ရပါတော့တယ်အဲတော့လောင်စင်းက သူတို့ရွာကိုထပ်ပြီးတော့မနှောက်ရှက်ဖို့ကင်းမီကောက်ဂိုင်းသားတွေကိုဓာချင်းချင်းပြီးတော့ပြန်လှုပ်ပေးလိုက်တာပါပြီးတော့လောင်စင်းကသူ့ပါဝင်ကြားဆယ်ကောင်ဖြစ်တဲ့သူ့ရဲ့ညီနောင်တွေကဒီလူတွေပဲလို့ဆိုလိုက်တော့ force ကဒန်ဓာရီတွေကတကယ်ရှိနေရပဲလို့ရေရွတ်လိုက်မိပါတော့တယ်အဲနောက်စင်းသူကိုနေရာတကျပြန်ထားခဲ့ပြီးတဲ့နောက် force ကသူတို့ကိုနှုတ်ဆက်ပြီးတယောက်တည်းခရီးဆက်သွားခဲ့ပါတော့တယ် force ကတယောက်ပြီးရဲ့မာရိုင်းကြီးကိုဖြတ်ကားတကူဒီငောင်စင်းစင်းနဲ့ခီးဆက်လာခဲ့ရင်တကယ်မှလူစီကားတဲ့မျိုးတို့မျိုးကိုရောက်လာခဲ့ပါတယ် ရောက်ချင်းမှာပဲ for share ပတ်စံတဲ့အထုပ်တွေကအလစ်တုပ်ခံလိုက်ရပါတယ်။မော်နေနဲ့လောင်စင်းတို့နှစ်ယောက်လဲ force ကိုခီးဆုံးနေအဖို့ပြုတ်ပေးဖို့လိုက်ရှာနေကြပါတယ်။ force ကတော့လမ်းကျိုလမ်းကြားတစ်ခုမှာတနာစရာအတွင်းနဲ့တရောင်းစားဖြစ်နေရှာပါပြီ။တောင်းစားတာတော့မှအဖြစ်မရှိတဲ့ force ကိုလူတစ်ယောက်ကပတ်စံတောင်းဒီကိုတင်ပြပေးခဲ့ပါတယ်။ဒါပေမဲ့လုံးမဖြစ်လို့ force ကစိတ်သက်ကြာသွားပြီးမော်နေရဲ့ပကြီးကားလေးကိုကြည့်နေမိပါတယ်။အဲ့ချိန်မှာမော်နေတို့ကရောက်လာပြီးတော့သူ့ကိုရှာတွေ့သွားပါတော့တယ်။ force က မင်းတို့တွေသမုတ်တရားကိုဖျက်ပြီးငါတို့ကလာကြတာလားလို့ဆိုလိုက်တော့မော်နစ်ကဟုတ်တယ်လေးလို့ပြန်ဖြေပါလိမ့်။ဒါကြောင့်တော့ Force ကဘာလို့လဲလို့ပြန်မေးရမှာသူမကဘာလို့လဲဆိုတော့ငါတို့ကတငယ်ချင်းနေလေအဲ့ထက်တောင်ပုံနိုင်တယ်လို့ဆိုခဲ့ပါတော့တယ်။အဲ့အချိန်မှာ Fan က Kevin ကိုသွားတွေ့ပြီးအပေးယူအစ်စ်လောက်ခဲ့ပါလိမ့်။သူမကစေနုထပိုတန်မှုရှိတဲ့လန်ကျုံရွာအောက်ကကြောက်စိမ်းကျောအကြောင်းကိုပြောပြခဲ့တာပါ။ဒါအောင်ကြတော့ကေဗင်ကသူ့အနေနဲ့လောင်းစားမှနိုင်ရမှဒါကိုကူညီနိုင်မယ်။မဟုတ်ရင်ငါ့မှာဘာမှလုံးပိုင်ခွင့်ရှိမှာမဟုတ်တော့ဘူးလို့ပြောလိုက်ပါလိမ့်။ ဒါကြောင့် fan က force case ကိုရှင်းပြီးတော့မှရှင်းတဲ့တီးတန်းလာတွေ့မယ်လို့ပြောကာထွက်သွားခဲ့တာပါအဲဒီ force ကတော့ကန္နာထဲမှာရထလုံးပြတ်ပြီးတော့ဒုက္ခရောက်နေကြပြန်ပါပြီ။အကူညီချာဖို့အတွက်လောင်စင်းကထွက်သွားပြီမဲ့ကြာနေလို့မော်နစ်ကစိတ်ပူနေပါလေ။တပတ်မှလောင်စင်းကတော့ရေတက်ချို့တဲပြီးတရိလက်သွားခဲ့ပါပြီ။အချိန်နဲ့ငယ်ကြာတဲ့ဒီပြန်မလာသေးတာကြောင့် force က all hit အကူညီတောင်းနေစင်းမှာပဲ။ over တို့ညီကုံနှောက်နဲ့တွေ့ခဲ့ပါပြီ။သူတို့က force ရဲ့လောင်စားမှာ force back ကလောင်းထားကြောင်းနဲ့ ဖော့စ်ကိုနိုင်ရဖို့သူဖန်တီးထားတဲ့လေရင်ပုံစံကိုပြသခဲ့ပါတယ်။ဝေဘာကတော့ခက်ကြောင်ကြောင်ဖြစ်နေ over drop ဖော့စ်ကိုတောင်းပန်နေခဲ့ပါတယ်။ဒါပေမဲ့ဖော့စ်က over ရဲ့စနစ်ကအရန်ကောင်းမွန်ကြောင်အတိအမှန်ပြုတ်ခဲ့တာကြောင့် over က1တာသွားပါတယ်။အဲဒီအချိန်မှာမော်နီကလောင်စင်းကိုတွေးမိလားလို့မေးခဲ့ပြီးဝေဘာကအင်ကြီးမပါဘဲနေဘူးတဲ့ရှောက်ပြေးနေတယောက်ကိုပြောတာလားလို့ပြန်မေးလိုက်ပါတယ်။မော်နီကဟုတ်မယ်ထင်တယ်လို့ပြောလိုက်တော့ဝေဘာကနောက်ကကုံတွဲထဲမှာပါတယ်လို့ပြောလိုက်တာပါ။မော်နီကတော့လောင်စင်းကိုအသက်ရှင်ပြန်ပြင်ရလို့ဝမ်းသာနေခဲ့ပါတယ်။ င်းနောက်သူတို့ကဝေဘာတို့ရဲ့ရထလုံးကိုယူပြီးတော့ခီးဆက်လာခဲ့ပြီးစိတ်ကဲမှာတော့လူများစွာကသူတို့ကိုအားပေးနေကြတာပါအဲဒီအချိန်မှာရဲတယောက်ကရောက်လာပြီးတော့သူတို့ကိုဖမ်းမယ်လို့ထင်မှတ်ခဲ့ပေမဲ့ရဲသားကြီးက force ရဲ့ပြိသက်ဖြစ်နေပြီးတော့သူကိုယ်တိုင်လမ်းရှင်းပေးခဲ့တာပါဒါပေမဲ့ထောင်ချောက်တစ်ခုဖြစ်နေခဲ့ပြီးလူဆိုးတွေလက်ထဲကိုသွားအပ်ပေးလိုက်တာပါ။နောင်စင်းကသူနဲ့သာဓာတ်ရိုက်ရှင်းဖို့အတွက်ပြောခဲ့ပေမဲ့ fan ရွေချက်ကတော့ force ဖြစ်နေလို့ force ကိုလိုက်ဖမ်းခိုင်းပါလိမ့်။ fan က ငါမင်းရဲ့ရွာအောက်ကကြောက်စဲနေကိုတူးယူဖို့ကေဗင်နဲ့သဘောတူထားပြီလို့ပြောပြခဲ့ပါပြီ။အဲနောက်သူတို့ကတိုက်ခိုက်ခြင်းနဲ့အချိန်တွေကုန်လွန်လာခဲ့ပြီ။နောက်ဆုံးမှာတော့အားလုံးရဲ့အချစ်တော်ကြီး Jackie Chan ကပဲလူဆိုးတွေကိုအနိုင်ယူလိုက်ပါတော့တယ်။ဒါပေမဲ့ဒီအချိန်မှာတင်းမောကထွက်သွားပြီမဟုတ်လို့ Force တယောက်သူ့ရဲ့အလောင်းစားကိုဘလို့မှမနိုင်တော်ဘူးဆိုကစိတ်ဓာတ်ကျသွားခဲ့ပါတယ်။ဒါပေမဲ့လောင်စင်းကမင်းရှုံးမအောင်ငါလက်မခံနိုင်ဘူး။မင်းရှုံးရင်မင်းရောငါရောသွားပြီလို့ဆိုလိုက်ကနောက်ထပ်တင်းမောရစီနဲ့ခီးဆက်လာခဲ့ကြပါတယ်။ ဲတော့ကပတိန်ကသင်းမောပေါ်မှာ force ပါလာတာကိုတီသွားပြီးတော့ဒူကိုရိုင်းကလည်း force back ကနေလောင်းထားကြောင်းပြောကာအင်္ဂလန်ကိုအမြန်ရောက်ဖို့အတွက်ဆက်ကုန်ဖွင့်ပေးခဲ့ပါလိမ့်ဒါပေမဲ့တနေရာရောက်မှတော့လောင်းစားကုန်သွားတာကြောင့် force တယောက်စိတ်ညစ်ရပြန်ပါပြီအဲချိန်သူကပြန်တန်းနေငှက်တွေကိုကြည့်ပြီးအဲဒီငှက်တွေလိုပြန်တန်းသွားကြမယ်လို့ဆိုလာခဲ့ပါလိမ့်ကပတိန်ကြီးကိုလည်းမလုံးတစ်ခုပေးကာစီးုံလိုက်ပြီးတဲ့နောက်မှာသင်းမောကိုခုတ်ထက်ပြီးတော့ရှေးဦးလေးရင်တစည်းကိုတီဆောက်ပါတော့လိမ့်တညာလုံးလေးမြန်ကိုတိဆောက်ခဲ့ပြီးတော့မနက်အရောက်မှာတော့အင်္ဂလန်စီဥတီကပြန်တန်းထွက်ခွာလာခဲ့ကြပါပြီ။ ဖော့ချ်တီထွေမှုကတကယ်ကိုပြန်သားနိုင်လို့မော်နင်တယောက်သဘောချကြီးကြနေခဲ့ပါတယ်တမန်မှာတော့ကေဗင်ကဖော့ချ်ပြန်ရောက်လာတော့မယ်ဆိုလို့ဒေါသမုံထားနေပြီးရဲရီကိုဖမ်းဖို့အတွက်အမိန်ထုတ်ထားလိုက်ပါတယ်ဖော့ချ်ရဲ့လေငါမြေပြင်ကိုရောက်လာတော့အားလုံးဝိုင်းပြီးတော့အားပေးနေခဲ့ကြပြီမယ်ကေဗင်ကတော့ဖော့ချ်ကဘန်ကိုဖောက်ပါတယ်ဆိုပြီးတော့ဖမ်းခိုင်းထားခဲ့တာပါအဲ့ချိန်မှာပဲမိုးတဲ့သွားပြီမဟုတ်လို့တိမ်ပန်ဆောင်ဦးတဲကိုမဝင်နိုင်သေးတဲ့ force တယောက်အလောင်းစားရှုံးသွားပါပြီအဲ့ဒီချိန်မှာဒန်ယာပရဘွားနဲ့ယာရှိ face ကထွက်လာပြီဂီတီဆောင်လုံးမှာကေဗင်က force ကိုမျိုးမျိုးဒုက္ခပေးခဲ့ကြောင်း ထုတ်ပြောလိုက်ပါတော့လေဒါကိုကြားတော့လူတွေကကေဗင်ရဲ့ရုပ်မာမှုတွေကိုသိသွားပါတော့လေမော်နီကလည်းကေဗင်ကကီမီကောက်ဂိုင်းသားတွေကိုလွှတ်ပြီးသူမတို့ကိုတတ်ခိုင်းကြောင်းဝင်ပြောလိုက်ပါလေကေဗင်ကကက်စနာကိုသူ့ဘက်ကနေရှင်းပြခိုင်းပေမဲ့ကေဗင်ရဲ့တကူကောင်းဆန်မှုတွေကိုစိတ်ကုန်နေကက်စနာကဒီအဖိုးကြီးကအယောင်ဆိုးသွားတဲ့လူကြီးတယောက်ဆိုပြီးတော့ဝင်ထောင်းပါတော့လေအဲဒီချိန်တခင်စလစ်ပါကြီးကလည်းသူကတခင်ပြစ်ပေမဲ့ကေဗင်ရဲ့အရိုက်နှက်ကိုခံရအောင်ထုတ်ပြောလိုက်ပြန်တာပါ အဲ့ဒီအချိန်မှာကေဗင်ကလည်းမထူးတော့ဘူးဆိုပြီးသူ့ရဲ့ရုံမာမှုတွေကိုဝန်ခံခဲ့ပြီးတော့ဒီတော့ငါ့ကိုဘယ်သူကအပြစ်ပေးဝင်တယ်လို့မေးလိုက်ပါလိမ့်အဲ့ဒီအချိန်ကလေးမလေးတယောက်ကဘေးမာကြီးကအပြစ်ပေးမယ်လို့ထားပြောပေမဲ့သူကဘေးမာကြီးကိုတော့လှောင်ပြောင်စကားတွေပြောနေသေးတာပါဒါပဲသူ့နောက်မှာဘေးမာကြီးကတကယ်ရောက်နေပြီးတော့ပါဇက်တယန်းတို့အကျဉ်လဲရုပ်တဲ့မောင်မင်းကိုထောင်သွင်းအကျဉ်းချစီလို့မိတ်လိုက်ပါတော့တယ်ပြီးတော့ force ကိုလည်းမင်းတို့တရားစာအချိန်ရှိသေးတယ်လို့ပြောခဲ့တာပါ ဒီတော့မှသူတို့လည်းအန်ဩတကြီးနဲ့တေချာပြန်တွက်ကြည့်လိုက်တော့ခရီးထွက်သွားတာ89ရပဲရှိသေးကြောင်းသိလိုက်ရပါတော့တယ်ဒီလိုနဲ့နောက်ဆုံးမှာတော့ force တယောက်အနိုင်ရသွားကဘီမာကြီးကလည်း force ရဲ့လက်ရာကိုသဘောကျတာကြောင့်ကေဗင်ရဲ့နေရာမှာအစားထိုးပြီးတော့ခန့်အပ်လိုက်ပါတော့တယ်ကဘာတစ်ပတ်ကိုရက်ရှိဆယ်နဲ့ပတ်ပြခဲ့တဲ့ force ကသူ့ရဲ့ခီးသွွားကြောင်းအတွေ့အကြုံတွေကိုပြောပြခြင်းနဲ့ဒီခီးကနေဘုသူတများနဲ့လောင်စင်းလိုမိတ်ဆွေကောင်းသူကိုရရှိခဲ့လို့အချစ်ကိုပါရှာဖွေတွေ့ရှိခဲ့ကြောင်းပြောလိုက်တာ မော်နစ်ကိုအာဘွားပေးလိုက်တဲ့အခန်းနဲ့ပဲရုပ်ရှင်လေးကလည်းစတိန်သွားပါတော့တယ်ခင်ဗျာစုံနေရပေးခဲ့တဲ့ပရိသတ်ရောက်စီတိုင်းကိုဂျေဆုတူပဲတင်ရှိပါကြောင်းနဲ့တိုင်းပြည်နဲ့လူသားမျိုးတွေကိုအစိမ့်မခတ်သူများအားလုံးပဲကျမ်းမာဘေးကင်းကြပါသည်ခင်ဗျာကျွန်တော်အန့်ခင်မှုပါ